တော်လည်းတပုံဆိုတာအနာဂတ်ရဲ့အစိုးရပဲလေသူတို့ကျွန်တော်တို့အစိုးရလိုမျိုးတွေးခေါ်ရမယ်။ကောင်းဆောင်ကောင်းတရားရဲ့နိုင်ငံပေါ်နိုင်ငံသားရဲ့ပေါ်ထားတဲ့စိတ်သက်မျိုးကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်တာပဲဖြစ်ပါတယ်။အဲဒီစကားမအရင်နဲ့တရုတ်နဲ့ဆက်ဆံရေးကတော့ပိုပြီးမှအဆင်မြင်တဲ့ဆက်ဆံရေးပေါ့။ဟိုပီကင်းဘဟုကဝန်ကြီးအဆင့်သမ္မတအချင်းချင်းဆက်ဆံတဲ့ဆက်ဆံရေးမျိုးကျွန်တော်တို့ကြတော့ non state actor ဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်နဲ့ကျွန်တော်တို့ဆက်ဆံပါတယ်ဆိုတော့ အဲပြောဆိုတုံဖို့မတင့်တော့ပါဘူးအကျွန်တော်တို့သူတို့လည်းဒါ protocol အရဆိုရင်လည်းဒီလောက်ဒီ high profile ဆင်တော့မဟုတ်ပါဘူးဆိုတော့အဲဒါဒါအမှန်ပဲလေဆိုတော့သူတို့လည်းအဲသူရဲ့ယဉ်ညင်းမြုပ်နိုင်မှုအကျိုးစီးပွားလူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုအတွက်ဒါကျွန်တော်တို့ကိုမေးခွန်းနေတော့ရှိတာပဲကျွန်တော်တို့ဘက်ကလည်းပဲဒီကိစ္စတွေပေါ်မှာအာကိုလည်းဒါတော်လန်ရေးတပုံဆိုတာအနာဂတ်ရဲ့အဆိုရပဲလေ ဆိုတော့ကျွန်တော်တို့အစိုးရလိုမျိုးတွေးခေါ်ရမယ်အဲလုံတဲ့အချိန်မှာတော့အခြေအနေနဲ့ကိုက်ညီတဲ့တော်လှန်ရေးဆန်ဆန်လုပ်ရတာတော့အဓိကပေါ့နော်ဒါပေမဲ့တွေးခေါ်ပြီးမှအဲ့ဒီနေရာကိုရအောင်စူးစမ်းရင်လည်းတဖြည်းဖြည်းချင်းကရတာဆိုတော့အာသူတို့ရဲ့အကျိုးစီးပွားနဲ့ပဋိပက္ခမဖြစ်တဲ့မူဝါဒတွေကိုကိုကလည်း adopt လုပ်ဖို့တော့လိုတာပေါ့အာဒါကတော့တဖြည်းဖြည်းနဲ့ဒါအခုစကားမတွေကို သူတို့ကခေါ်ပြီးမှတွေ့တယ်ကူညီနေတယ်ဆိုပေမဲ့ကျွန်တော်စောစောပြောခဲ့တဲ့ဟို asset analogy ပေါ့ကွာ serial analogy နဲ့ခိုင်းနိုင်ပြီးမှဒီကောင်လည်းဂျုံခနဲ့လွင့်သွားနိုင်တာပဲလေဥမာရွေးကောက်ပွဲအတွက်သူလူ900လောက်ထုတ်တယ်ဒါဒါခြေလန်းတလန်းကနေတလန်းအပြောင်ပေါ်တော့ gear တစ်ခုကနေတစ်ခုချိန်တဲ့အချိန်မှာသူ့ရဲ့ဟာကအမြဲတမ်းခလုတ်တိုက်နိုင်တာပဲလေဟိုဒါအကောင်းဆုံးအတွက်လဲသူ့သူ့အတွက်ပေါ့လေ အကောင့်တစ်ခုကိုရောက်တော့နိုင်တယ်လို့မတော်ရင်ခလုတ်တိုက်နိုင်တာပဲ weight အများကြီးနဲ့ခလုတ်သေးသေးလေးတိုက်ရင်လည်း deep pressure တွေကြောင့်အမျိုးမျိုးဖြစ်သွားနိုင်တာပဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီစီးလုံးညီညွတ်မှုမရှိဘူးပြီးမှအိမ်မင်းချင်းနိုင်ငံတွေကလည်းဒီ reliable security guarantor ကိုမြင်ချင်ကြတာပေါ့ဒါဖြစ်တဲ့ကိစ္စပဲဆိုတော့ဒီအတွက်လည်းကျွန်တော်တို့ကတေချာစဉ်းစားဖို့လိုပါတယ် ဲ့တဲ့စဉ်းစားတာတဲ့ဆိုင်ပြင်ဆင်ထားပြီလားအဲကျွန်တော်တို့ဒေတာအဆင့်အနေနဲ့ဆိုရင်ရခိုင်ဟိုအာရခအစိုးရအနေနဲ့တော့ကိုယ်အစိတ်ပိုင်းရကျွန်တော်တို့ကပြောလို့ရတယ်ဒါပေမဲ့ဒီတပြေထောင်စုတစ်ခုလုံးအတိုင်းတာနဲ့ဆိုရင်တော့ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်အခုရခိုင်ပြည်မှာရှိတဲ့ချားပြည်နယ်တွေမှာရှိတဲ့ရင်းနှီးမြုပ်နှံမှုတွေကအဲ့ဒီဒေတာမှာနေထိုင်တဲ့ပြည်သူတွေတက်ဘလောက်အကျိုးမြတ်ရှိမလဲသူတို့ခံစားရခြင်းဘလောက်ရှိမလဲပေါ့နော် ုံနီ၎င်းမဲ့ရခိုင်ပြည်မှာအခုတရုတ်ကရင်းနှီးမြှုပ်နှံမှုတွေဟာဒီနေ့ပြစ်ဆုပ်ပံမှာရောအနာဂတ်မှာရောရခိုင်ပြည်သူပြည်သားတွေအတွက်တို့ဘဝတွေပိုပြီးတိုးတက်ကောင်းမွန်လာဖို့တဲ့ဘလောက်အကျိုးရှိမလဲဆိုတဲ့ကိစ္စအပိုအရေးကြီးတာမဟုတ်ဘူးလားအဲ့ဒါမျိုးကြရင်ဘလို့ negotiate လုပ်ကြမှာလဲ negotiate လုပ်တယ်ဆိုတာကတော့ကိုယ်ဘယ်အနေထားကိုရောက်ရှိနေပြီလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ် ကိုအိမ်မှာပတ်စံ30ပဲရှိတဲ့အချိန်သူကစည်းကိုတော့ရင်ကိုက30တန်းဝယ်ဖို့ပဲစဉ်းစားရတာပေါ့အမှန်တောင်းတဲ့တရက်ရှိပြီဆိုရင်တော့တောင်းတဲ့အတွက်သူသူပြောမှာပဲကျွန်တော်တို့ကဒီအာရခဒေတာအတွက်တော့စဉ်းစားတာမှန်ပါတယ်ကျွန်တော်အရင်လည်းပြောခုပါတယ်အဲကျွန်တော်တို့ကရခိုင်မျိုးသားရေးဝါဒမှန်ပါတယ်သို့တော့ဒီမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံလွတ်မြောက်ရေးဆိုတဲ့ဟာကိုမစဉ်းစားလို့မရဘူးဒီကိစ္စတွေကကျွန်တော်တို့ ဟိုဟာလူမျိုးကြီးလို့စစ်တပ်အကြီးကြီးဖွဲ့နိုင်တဲ့လူကပဲအကုန်လုံးယူမယ်ဆိုရင်ဒါဆိုရင်လူမျိုးတင်းလူမျိုးနှဲတယ်အင်အားမရှိတဲ့လူဆိုရင်မရဘူးလားဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကအစပေါ့လေနော်စဉ်းစားရမယ်ဒါကြောင့်တစ်ဖက်ကတော့ကိုကကို့အာရခဒေတာအတွက်ကကျွန်တော်တို့တမိုင်းအတွက်လုတ်စရာရှိတာဘောတော့ကျွန်တော်တို့လုတ်နေကြပြီတပြိုင်တည်းမှာစဉ်းစားစရာတွေလည်းအများကြီးရှိတယ်မြန်မာနိုင်ငံတယံဇာတာတွေဖြစ်ဖြစ်အနာကကုံသွေးဆိုင်ရာစီမံချက်တွေဖြစ်ဖြစ် အဲလောက်တဲ့အချိန်မှာကိုယ်နိုင်ငံကစည်းလုံးမှုမရှိဘူးစစ်ဖြစ်နေတော့ဥမာစကားမဆိုရင်လည်းပဲစစ်ဖြစ်လာတဲ့အချိန်မှာသူတရုတ်ကိုပြေးပြီးမှစီမံကိန်းတွေကိုအသက်သွင်းခိုင်းတာအသွင်းပြီးမှအဲ့ဒီစီမံကိန်းတွေကိုအကာအကွယ်ယူပြီးသူ့ရဲ့မဟာဗျူဟာမြောက်လေကထစ်အဖြစ်အသုံးချတာပေါ့အဲဒါကသူ့ဖက်မှသူကစားလို့ရတဲ့ဟာကသူကစားမှာပဲကိုယ့်ဖက်ကကြတော့အဲ့လိုမျိုးကစားဖို့အတွက် leverage ကလက်ထဲမှာမရှိဘူးဒီဟာတွေကြောင့်ကျွန်တော်တို့မှဒီဟာတွေကို counter ဘယ်လိုလုပ်ရမလဲဒီ သူရဲ့နိုင်ခဲ့တယ်ကိုလက်ထဲရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေလည်းတေချာနီးလက်ရှာဖို့တော့လိုပါတယ်အဲ့တော့2029 2029 phase 1 phase 2မှာပေါ့နော် three brother who ပေါ့ညီတော်သုံးပေါ့ RMDA TNL နဲ့ AA ပေါ့နော်အဲ့ဒီ coalition ကရောသူတို့ရဲ့ unity ရောအခုအချိန်မှာဘယ်လိုရှိတယ်လဲအာကျွန်တော်တို့မူဝါဒအရရောစီစီလုံးလုံးရှိပါတယ်အဲတချို့လုတ်ပုံလုတ်နေကြတော့ အာနည်းနည်းဟိုအရင်နဲ့မတူတဲ့အခြေအနေတော့ရှိတာပေါ့ MMDA သူရဲ့ထိန်းချုပ်နေနေနဲ့အင်းနီချင်းဆက်ဆံရေးအခြေအနေဒီ DNL ဆိုရင်လည်းပဲအဲသူရဲ့ဒီနေမီတွေရလာတဲ့အချိန်မှာဟိုအင်းနီချင်းအခြေအနေရန်သူဖိအားအခြေအနေအမကျွန်တော်တို့အချင်းချင်းကြမှာတော့အမြင်ရှင်းရှင်းနဲ့ဆက်လက်ပြီးလုံနိုင်တဲ့ဟာတွေပူပေါင်းဆောင်ရွက်ပြီးရှိနေတော့ပါ